်မင်္ဂလာပါရှင်ဒီကနေ့အနောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တမ္မတ်ကြီးဦးကျော်မိုးထွန်းဆက်ထားဖို့ကုလကော်မတီအဆိုပြုမနစ်ကဆုံးဖြတ်ချက်နဲ့အတူတူပဲလို့တမ္မတ်ကြီးပြောရဲဆွဲသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တမ္မတ်ကြီးကဆက်ရှိဖို့ကတည်ချတဲ့လောက်ပါပဲဒီလာကမှာအတီးပြုတ်ဖို့အဆင်ပြေချင်မင်းမြမကိုစလေယုံတရေရင်မြက်ကပြောပါတယ်ကုလသမဂ္ဂကိုစလေစီစီရေးကော်မတီ Credential Committee ဟာမြန်မာနိုင်ငံကိုစာပြုခွင့်နဲ့ပတ်သက်လို့လက်ရှိအတိုင်းဆက်ထားဖို့80ချိန်မြောက်အထွေထွေညီလာခံကိုအစီရင်ခံစာတင်သွင်းလိုက်တယ်လို့သိရပါဗျ။ကုလသမဂ္ဂဌာနချုပ်မှမြန်မာနိုင်ငံကိုစာပြုခွင့်အထွတ်လက်ရှိတန်မှတ်ကြီးဦးကျော်မိုးထွန်းနဲ့အာနာသိန်းစစ်ကောင်စီရဲ့တန်မှတ်တို့အပြိုင်တင်သွင်းခဲ့ကြပြီး Credential Committee ကအပြိုင်တင်သွင်းလာမှုကိုဘလို့မှမဆုံးဖြတ်နိုင်သေးပေရွှေဆိုင်ဖို့နဲ့လက်ရှိအတိုင်းဆက်ထားဖို့ကော်မတီအတွင်းမဲခွဲခြင်းမရှိပေဆုံးဖြတ်ခဲ့တယ်လို့အစီရင်ခံစာမှာဖော်ပြပါဗျ။ အထိပ္ပယ်ကတော့လက်ရှိကုလသမဂ္ဂဆိုင်ရာမြန်မာတမ်မတ်ကြီးဦးကျော်မိုးထွန်းကိုဆက်လက်ထားရှိဖို့ကော်မတီကအစီရင်ခံခဲ့ပြီးအဲ့ဒီအစီရင်ခံစာကိုအထွေထွေညီလာခံမှာအတည်ပြုမယ်လို့ညူယောင်မျိုးရှိမြန်မာအမြဲတမ်းကိုဆက်လက်ရုံးတဲ့နီးစပ်သူသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းကလည်း Credit Share Committee ရဲ့အစီရင်ခံစာဒီနေ့ထွက်လာပြီးအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးကနေအတည်ပြုဖို့အစ်စ်ကြံရှိတယ်လို့သတင်းဌာနကိုပြောပါရယ် မနစ်ကဆုံးဖြတ်ချက်နဲ့အတူတူပါပဲခင်ဗျာလို့တတ်မှတ်ကြီးကစက်ပြောပါတယ်။တတ်မှတ်ကြီးကဆက်ရှိဖို့ကတေချာသလောက်ပါပဲ။ညီလာခံမှာအတီးပြုတ်ဖို့အဆင်ပြေချက်မယ်လို့သတင်းရင်းမြစ်ကဆိုပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်က Credential Committee ရဲ့အစီရင်ခံစာထွက်လာကြောင်းအတီးမပြုတ်ရသေးဘူးလို့သိရကြောင်းသတင်းဌာနကပြောပါတယ်။ UN မှာမြန်မာပြည်သူတွေကိုကိုစားပြုပြီး တန်မှတ်ကြီးဦးကျော်မိုးထွန်ရှိနေခြင်းဟာမြန်မာပြည်သူတွေရဲ့အတန်ကိုကဘာကအမှန်တိုင်းကြားနိုင်ဖို့အများကြီးအထောက်အကူပြုပါတယ်။တန်မှတ်ကြီးနေရာမှာသာအကြံဖက်စစ်တပ်လက်အောက်ခံကသူတို့ဦးဦးပြောင်းလဲလက်ခံလိုက်နေဆိုရင်ဒါဟာမြန်မာပြည်သူတွေရဲ့အတန်အစစ်မှန်ကိုလုံးဝပိတ်ချလိုက်ပြီးမူသားတွေအတွက်နေရာပေးလိုက်တယ်လို့ဖြစ်သွားမှာပါ။ဒါကိုကဘာနိုင်ငံအသီးသီးကကောင်းဆောင်တွေအနေနဲ့သိမြင်နားလည်ပြီးမြန်မာပြည်သူတွေရဲ့ကိုယ်စားလှယ်အဖြစ်တန်မှတ်ကြီးဦးကျော်မိုးထွန်းကိုဆက်လက် ကိုစားပြုတ်ပေးခြင်းကသာမြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့တထက်တဲကျမှဖြစ်တယ်လို့ပြောကြင်ပါတယ်။ဒီအတိုင်းပဲဖြစ်လာလိမ့်မယ်လို့လည်းယုံကြည်ပါတယ်လို့ဦးနေဖုန်းလကပြောပါတယ်။၂၀၂၁စစ်တပ်အာဏာသိမ်းချိန်ကတည်းကကုလသမဂ္ဂဆင်းမြင့်ကနေအာဏာသိမ်းမှုကိုရှုံချပြီးမြန်မာပြည်သူတွေနဲ့အတူရပ်တည်ခဲ့သူတန်မတ်ကြီးဦးကျော်မိုးထွန်းကိုကုလသမဂ္ဂကိုယ်စားလှယ်စီစီရေးကော်မတီ Credential Share Committee ကပြီးခဲ့တဲ့၄နှစ်ဆက်မှလည်းအခုလိုပဲဆုံးဖြတ်အစီရင်ခံခဲ့တာပါ။ ကော်မတီရဲ့အစီရင်ခံစာကိုကုလသမဂ္ဂထွေထွေညီလာခံကဆက်လက်အတည်ပြုခဲ့ပါတယ်။တမတ်ကြီးဦးကျော်မိုးထွန်းဟောင်းစေအာနာသိမ်းထားတဲ့မြန်မာနိုင်ငံရဲ့ပြည်ပခအခြေအနေတွေနဲ့မြန်မာပြည်သူတွေခံစားနေမှုကိုကုလသမဂ္ဂမျက်နှာစာကနေထောက်လျှောက်တင်ပြအစီရင်ခံနေတာကိုလည်းတွေ့ရပါတယ်။ ဆက်လက်ပြီးအေယာဝတီတိုက်ပွဲမှာအရာရှိတွေပါတေဆုံးထိခိုက်ပြီးအထည်နာလို့စစ်တပ်အတိုင်းဝိုင်းမှာခရက်ထနေတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အေယာဝတီတိုင်းတာပေါင်းမြို့နယ်မှာယခုရက်ပိုင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းစစ်တပ်အရာရှိတချို့ထိခိုက်တေဆုံးခဲ့ပြီးစေကူးသားနေသူတွေအတွက်လုံလောက်တဲ့ထောက်ပံ့မှုတွေမရတဲ့အပေါ်စစ်တပ်မိသားစုဝင်တွေကဝေဖန်နေကြပါတယ်။ တာပေါင်းမျိုးနဲ့တာပေါင်းကလေးရွာပတ်ဝန်းကျင်မှာတမ66လက်အောက်ခံတပ်ရင်းတွေနဲ့အာရကတပ်တော် AA ဦးဆောင်တဲ့ပူးပေါင်းတပ်တွေတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။တိုက်ပွဲကစက်တိုက်ပြင်းထန်နေတာဖြစ်ပြီးစစ်တပ်ဘက်မှအထိကိုက်တော်တော်များတယ်။ပသိမ်မာစေးကုနေရတဲ့သူတွေရှိတယ်လို့မင်္ဂလာတုံစစ်စေးယုံကိုပို့ပြီးခုရတာတွေလည်းများတယ်။အရာရှိတွေပါထီတော့မိသားစုဝင်တွေလည်းအလုပြတ်တယ်။ဒဏ်ရာပြင်းထန်တဲ့သူတွေကစိတ်တက်တွေချနေပြီး ရှေ့တန်းကတိုက်ပွဲကလည်းသတင်းကောင်းမရှိဘူးလက်နက်တွေဆုံးလာလေရှိတော့အေးအေးယူခံရသေးတယ်လို့တာပေါင်းတိုက်ပွဲမှာဒဏ်ရာရတဲ့ဗိုလ်ကြီးအဆင့်ရှိသူတအူရဲ့မိသားစုဝင်တအူကပြောပါရယ်အခုရက်ပိုင်းဖြစ်တဲ့တိုက်ပွဲမှာအာနာသိန်းစစ်တပ်ကမုံမှုတအူထိဆုံးခဲ့ပြီးဒီဇင်ဘာလ၂ရက်နေ့မှာတော့ပသိမ်မြို့ကရွှေမြင့်တင်တုတ်တံမှာလုံခြုံရေးအများအပြားချပြီးတကြိုခဲ့တယ်လို့သိရပါရယ်ဆလပီလူငင်းခွေးရနိုင်ငံရေးအကျဉ်းသူ30ခန့်ပြန်လည်ဖမ်းဆီးခံရတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် လူငိမ့်ခွင့်ရခဲ့တဲ့နိုင်ငံရေးအကျဉ်းသူများနဲ့အယောက်30ခန့်ပြန်လည်ဖမ်းဆီးခံရကြောင်းသိရပါတယ်။နိုဝင်ဘာလ28ရက်လူငယ်ခွင့်တဲတွင်နိုင်ငံရေးအကျဉ်းသူ185ဦးလွတ်မြောက်လာခဲ့ပြီးနောက်အယောက်30ဝန်းကျင်ကိုစစ်ကော်မရှင်ကပြန်လည်ဖမ်းဆီးခဲ့ကြောင်းနိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP ထံကသိရပါဗျ။နေအိမ်ရောက်ပြီးမှခံဝင်ထိုးဖို့လာခဲ့ပါဆိုပြီးနောက်အမှုကပြန်ဖမ်းလာမျိုးတွေပါမြင်းချန်တရက်တိုင်းဦးစားတဲ့လွတ်လာတဲ့ဒေသအစုံကပါပဲရှင်ဟုနိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP မှတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါဗျ။ စစ်တပ်သည်နိုင်ငံရေးအကျဉ်းသူများကိုအကြမ်းဖက်တိုက်ဖျက်ရေးပုံမှများဖြစ်သည့်52ကကြီးနှင့်50ညတို့အပြင်16တင်းပုံမှတို့ဖြင့်ပြန်လည်ဖမ်းဆီးနေခြင်းဖြစ်ကြောင်းသိရပါသည်။ပြန်လည်ဖမ်းဆီးခံရသည့်နိုင်ငံရေးအကျဉ်းသူအများစုမှာအသက်20မှ40ဝန်းကျင်အရွယ်များဖြစ်ကြောင်းသိရပါသည်။ ပြန်လည်လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသူတွေအနေနဲ့မိမိတို့လုံခြုံရေးကိုအထူးကယူစိုက်ကြဖို့နဲ့ပတ်ဝန်းကျင်အခြေအနေကိုအမြဲမပြတ်လေ့လာကြစေလိုပါတယ်လို့၎င်းကဆက်ပြောပါတယ်။ဒီဇင်ဘာ3ရက်ညနေပိုင်းတွင်လည်းမြင်းချန်ထောင်မှလွတ်မြောက်လာသည့်နိုင်ငံရေးအကျဉ်းသူမတ်ပိုးပီတီခိုင်ကိုမန္တလေးမြို့အောင်ပင်လေရဲစခန်းတွင်ပြန်လည်ဖမ်းဆီးခဲ့သည်ပါတယ်။ ိုဝင်ဘာ28ရက်ကစစ်ကော်မရှင်မှ905ကကြီးပုံမှန်များကိုလူငင်းခွင့်ပေးရန်ဒီဇင်ဘာ၄ရက်အထိနိုင်ငံရေးအကျဉ်းသူအကျဉ်းသားစုစုပေါင်း412ဦးလွတ်မြောက်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများခွင့်ရက်ဤစရင်အရာတည်ရပါတယ်။ဆက်လက်ပြီးဂျပန်ဝန်ကြီးချုပ်ကိုဝေဖန်ပြီးတရုတ်အပေါ်စစ်တပ်တစ္ဆာစောင့်တိပြရဲဆိုတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မြန်မာစစ်အုပ်စုသည်နိုင်ငံရေးနဲ့စီးပွားရေးအထောက်ပံ့တွေအတွက်တရုတ်နိုင်ငံအပေါ်အလွန်အမင်းမိခိုလာရသဖြင့်ဘေကျင်းအပေါ်တစ္ဆာစောင့်တိမှုကိုပြသရန်ထိုင်ဝမ်ရင်းနှင့်ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ်၏ပြောဆိုချက်အားစတင်ပြောဆိုခဲ့ကြောင်း South China Morning Post ကယနေ့ဖော်ပြပါရယ်ထို့ပြင်စစ်တပ်သည်မကြာမီကျင်းပမဲ့ရွေးကောက်ပွဲ၌တရုတ်နိုင်ငံထောက်ခံမှုရရှိရန်ရင်းထောက်ခံမှုဖြင့်၎င်း၏အုပ်ချုပ်မှုကိုတရားဝင်ဖြစ်စေရန်မျှော်လင့်နေကြောင်းလေလာသုံးသပ်သူများကပြောပါရယ်နိုဝင်ဘာလ9ရက်တွင်ဂျပန်ဝန်ကြီးချုပ်သည်ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် Mrs. Sanae Takaichi ပါလီမန်မိန်ကွန်း၌တရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်ခြင်းသည်ဂျပန်ဆက်လက်ရှင်သန်ရေးကိုချိန်ချောက်သည့်အခြေအနေဖြစ်နိုင်သည်ဟု ထဲသွင်းပြောရမှစ၍တိုချိုနဲ့ဖေးချင်းအကြားတန်တမာရေးအငင်းပွားမှုစတင်ခဲ့ခြင်းဖြစ်ပါတယ်။စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကနိုဝင်ဘာလ22ရက်စင်ဟွာသတင်းဌာနနှင့်အင်တာဗျူးတွင်ဂျပန်ဝန်ကြီးချုပ်မစ္စစ်တာကာအီချီအီထိုင်ဝမ်အရေးနဲ့ပတ်သက်သောမှားယွင်းသည့်ပြောကြားချက်အပေါ်ကန့်ကွက်ရှုံချခဲ့ပြီးမြန်မာနိုင်ငံမှာ One China Policy မူဝါဒကိုအမြဲတမ်းခိုင်ခိုင်မာမာကင်ဆွဲထားကြောင်းအတည်ပြုပြောကြားခဲ့သည်ဟုသိရပါတယ်။၎င်းကဂျပန်ဝန်ကြီးချုပ် Mrs. Taka Ichii ပြောကြားချက်များသည့်တမိုင်းသင်ငန်းစာများကို တင်ယူလေ့လာထားမှုမရှိကြောင်းဂျပန်နိုင်ငံမှာအာရှတွင်ကျူးလွန်ခဲ့သောရာဇဝတ်မှုများအတွက်နောက်သားတရားမရှိပေတာဝန်ယူမှုလည်းမရှိခဲ့ကြောင်းမြန်မာအပါအဝင်အရှေ့တောင်အာရှနိုင်ငံများသည်ဂျပန် Facet Water ၏တန်ကိုပြင်းပြထန်ထန်ခန်းဆားခဲ့ကြရပြီးမြန်မာနိုင်ငံသည်ဂျပန်၏ Facet Water ပြန်လည်အသက်ဝင်လာနိုင်ခြေကိုအပြင်းအထန်ကန့်ကွက်ရှုံချကြောင်းပြောကြားခဲ့သည်ဟုတရုတ်နိုင်ငံသားရေးဌာနတွင်ဖော်ပြထားပါသည်။ပေကျင်းသည်ထိုင်ဝမ်ကိုလိုအပ်ပါကအင်အားသုံးပြီးပြန်လည်ပေါင်းစည်းရန်တရုတ်နိုင်ငံ၏အစိတ်အပိုင်းတစ်ခုအဖြစ်ရှုမြင်ထားသလို အမေရိကန်အပါအဝင်နိုင်ငံအများစုသည်ထိုင်ဝမ်ကိုလွတ်လပ်သောနိုင်ငံအဖြစ်အတိအမှတ်မပြုတော့လေဝါရှင်တန်အနေဖြင့်ကိုပိုင်အုပ်ချုပ်ခွင့်ရကျွန်းကိုအင်အားသုံးသိမ်းပိုက်ရန်ကြိုးပမ်းမှုအပေါ်ကန့်ကွက်ပြီးလက်နက်များထောက်ပံ့မည်ဟုကတိပြုထားကြောင်းသတင်းကဆိုပါတယ်။ကျမ့်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။